လည်းငါလာပတ်သက်စရာအကြောင်းမရှိဘူးနော်။အေးဘာလို့လာပတ်သက်နေ။နင်အဲ့လိုမျိုးကောင်မမျိုးနဲ့ပေါင်းပြီးတာငါယူလို့နော်။ဟုတ်တယ်မင်းအဲ့လိုရိုင်းတဲ့စကားမပြောဘူး။ကျွန်တော်ရိုင်းတဲ့စကားပါ။ငါတရားဝင်မိမ့်မှာနော်။ ဟုတ်ကွဲပြရကျွန်တော်ပြစ်စီအဲဟိုဟိုအဲ့ဆိုနင်းစဉ်းစားလို့မရဘူးဝင်မင်းမအဲ့ဆိုငါ့ကိုဘာဖြစ်လို့ကြော်ကြီးတွေတောင်းလဲကြော်ကြီးတွေတောင်းတာနင်းဘာဖြစ်လို့ငါ့ရဲ့ကိုနင်းဘာဖြစ်လို့အဝါဖြစ်တာနင်းအိမ်ဝါဆင်းသွားပြီတော့လေအဲ့ဆိုနင်းငါ့ရဲ့ passport တွေဘာကြီးဘာလို့လာတိတ်တိတ်ထောင်ပြောအဲ့တိတ်နာပဲလေနင်းလည်းငါနဲ့တရုံကန်ချင်ရတရားမဟုတ်ဘူးလေကွာချင်ရတရားမဟုတ်လေနင်းငါ့ဟာတိတ်စားမလို့အားလုံးပဲမင်္ဂလာပါဒီခါမှတော့မူကတဲ့လေးတွေကိုရွေးချယ်ပြီးတော့ပြင်ရှင်တို့ပြေးတော့မှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုစလိုက်အောင်ပါနင်းဘာဖြစ်လို့ဖောက်ပြန်တာ နင်ဘာဖြစ်လို့အရင်ဆုံးဖောက်ပြန်လာတော့ဖောက်ပြန်တယ်အဲ့ဆိုဘာဖြစ်တော့ဖောက်ပြန်တော့ဘာဖြစ်တော့နင်ဘာဖြစ်လို့ဖောက်ပြန်လာတော့နင်ကိုမကြိုက်လို့ဟာနင်ဘာဖြစ်တော့အဲ့ဆိုနင်ကိုမကြိုက်လို့ဖောက်ပြန်လာဆိုနင်ဘာဖြစ်လို့အစကရမကောင်းကောင်းမွန်နဲ့ဝင်းမခံလာတော့အေးငါဖောက်ပြန်နေရငါနဲ့အတမငါနင်နဲ့ကွာချင်းကျင်နေနင်ကောင်းကောင်းမွန်ပြောလေငါအစတော့ကောင်းကောင်းမွန်ပြောနေကောင်းကောင်းမွန်ရင်တော့ဟုတ်ကဲ့ဆက်ကြည့်တော့လည်းကောင်းတယ်ဟုတ်ဘယ်ကြတာမလဲလာရှင်းတဲ့ဒီနေရာကြီးရှင်းတဲ့ဒါလည်းမင်းလည်းရှင်းတဲ့ဘယ်မှာရှင်းမှာရှင်းတဲ့နောက်ခါကျွန်တော်လည်းလာပတ်တယ် နေ့လည်းငါလာပတ်သက်စရာအကြောင်းမရှိဘူးနော်။အေးဘာလို့လာပတ်သက်လဲ။နေအဲ့လိုမျိုးကောင်မမျိုးနဲ့ပေါင်းပြီးတာငါယူလို့နော်။ဟုတ်တယ်မင်းအဲ့လိုရိုင်းနေတဲ့ကောင်မပြောဘူး။ကျွန်တော်ရိုင်းနေစကားပါ။တရုံဝင်မိန်းမကျွန်တော်ပြောပြတာ။ငါတရုံဝင်မိန်းမနော်။ဟုတ်။ကွဲပြရကျွန်တော်ပြစ်စီ။အဲဟုတ်ဟုတ်။အဲ့ဒါနေစားလို့ညာ။တရုံဝင်မိန်းမအဲ့ဒါငါ့ကိုဘာဖြစ်လို့ကြော်ကြီးတွေတောင်းလဲ။ကြော်ကြီးတွေတောင်းတာနင်းဘာဖြစ်လို့ငါ့ရဲ့နင်းဘာဖြစ်လို့အဝါဖြစ်တာ။နေအိမ်ပေါ်ဆင်းသွားပြော်လေ။အဲ့ဒါနေငါ့ရဲ့ passport တွေဘာလို့လာတိတ်နေအောင်ပြော။အဲ့တိတ်နေရလေနင်းလည်းငါနဲ့တရုံဝင်ကန်ရှင်းရတရားမဟုတ်ဘူးလေ။ကွာရှင်းရတရားမဟုတ်လေနင်းငါ့ဟာတိတ်နေမှာလို့။ နေဘာလို့တင်းတာအဲ့လိုကတင်းတယ်လေဘာကြည့်တော့နင်းနှငါနဲ့တယုံကွာချင်းရမှာမဟုတ်တဲ့မကွာချင်းရသေးတဲ့အတွက်ကြောင့်မလို့လေအေးလောက်လေရတယ်လေဘာမှမဖြစ်ဘူးအေးလောက်လေဘာမှမဖြစ်ဘူးလေအဲ့ဆိုနင်းနင်းကိုတိုင်နင်းရွက်လောက်တယ်ဆိုနင်းလာရှင်းလိုက်လေနင်းဘာဖြစ်လို့လာမရှင်းတာအဲ့ဆိုတတ်ရှိလိုက်မှာနင်းနှငါနဲ့ယုံကလက်မထိုးထားတဲ့အတွက်ကြောင့်မလို့နင်းနှငါနဲ့ယုံမှာချင်းရမှာလေအခုချင်းလိုက်မှာအခုမနေ့ကနင်းဘာပြောနေအောင်ပြောချင်းပူပွလင်းလင်းပြောဟဲ့ကောင်မတိုးစီတိုးစီမလုံးနဲ့ဘယ်နဲ့ကြာကုဆန်းနဲ့အိမ်မှာရှင်းရှင်းပြီးနောက်နေ့ကျတတ်ရှိလိုက်ကိုသွားရင်ပေါ့မယ်လို့ 羡慕了，搞嘛、啊！羡慕了，搞嘛、啊！ ချင်းချင်းအဲ့ကောင်မှပါမရမှာသူတို့ကဖောက်ပြန်တဲ့အတွက်ကြောင့်မလို့သူတို့ပါမရမှာငါတို့ကတနစ်မကွာ တောင်ကိုခရိုင်ကျုံကုန်းကျေးရွာအတွင်းမှာခေါင်းဖြတ်ပြီးတော့တက်ခံခဲ့ရတဲ့ကိုရန်ចောင်းသူလေးရဲ့အမှုကိုအပိသက်စီရင်ကြချမှတ်လိုက်ပါပြီကျူးလွန်တဲ့သူဟာဒီနှစ်ဦးဖြစ်ပြီးတဲ့ခါကျတော့သူတို့နှစ်ဦးကဒီအိမ်မင်းကလေးကိုပေါ့နော်နှစ်ယောက်ကို၅ချိန်ထက်မနည်းအရမပြူချင်းရဲ့ပြီးရနောက်မှာတော့သူတို့ကဒီကျိုးနဲ့ပေါ့နော်လေဘင်းကိုပတ်ပြီးတော့တက်ဖို့အတွက်ပြုလုပ်ခဲကြတယ်ဒါပေမဲ့အဲ့ဒီမှာရုံးကန်နေတဲ့မင်းကလေးကလည်းသူ့မတက်ပါနဲ့ဆိုပြီးတောင်းပန်တာပေါ့နော်အဲ့ဒီဂျာတွေကနေမှာသူတို့ အဲ့ဒီကျိုးနဲ့ညှစ်တာမတည်ဘူးမတည်တဲ့အတွက်ကြောင့်မလို့ဆိုပြီးတော့သူတို့ကဒီသွေးအေးအေးနဲ့ပေါ့နော်ရရဆက်ဆက်ဒီသူတို့အိမ်မှာပဲရှိတဲ့ဓမ္မနဲ့ကိုလက်ဘင်းကိုပြတ်ထွက်လို့နေပါပေါ့နော်ခုတ်တက်ခဲ့ကြတာဖြစ်ပါတယ်အဲ့ဒီအမှုကိုအမှုမှန်ပေါ်ပေါက်ရေးအတွက်ကောဒီဖမ်းပြီးတော့တရားရုံးတင်တဲ့ကာလတစ်ချောက်လုံးမှာရောဒီမျိုးသူမျိုးသားတွေက ဝင်ရမိတဲ့ခါကြတော့တငယ်မရိမှုကိုတိတ်တယ်ပေးဖို့အတွက်တောင်းဆိုခဲ့ကြပါတယ်အခုနောက်ဆုံးအပိတအမိန်ချတဲ့အခါမှာတော့ဒီနှစ်ဦးကို ကျိုးမိန်နဲ့တိတ်တယ်ပေးဖို့အတွက် တရားသူကြီးကချမှတ်ခဲ့တာဖြစ်ပါတယ်ဒါတငယ်မရိမှုအတွက်ဆံပြပေါ့နော်အဲပြုလုပ်ပေးခဲ့တဲ့အတွက်ဒီတရားကြီးရဌာနလူကြီးတို့လည်းကျေးဇူးတင်နေဝင်ရံပေးခဲ့ကြတယ် အဲဒီမျိုးသူမျိုးသားတွေကိုလည်းအထူးကျေစွတင်ရမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်အဲနောက်ဆိုလို့ရှိရင်ပေါ့နော်ဒီလိုမျိုးတန်ငယ်မရင်ကိုကျူးလွန်တော့မယ်ဆိုရင်အဲဒီအကြောက်တရားလေးတော့အနည်းဆုံးဝင်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးလောက်ပေးတဲ့အဲအတွက်ကြောင့်မို့လို့ပို့ပြီးလုံခြုံလာတဲ့ပတ်ဝန်းကျင်ရရှိဖို့ညွှန်လင်းပါတယ်ရှင်။ကဲအားလုံးပဲ good morning ပေါ့နော်။ကဲဆက်ဆက်ပြီးတော့လည်းပကိုးမှာပဲဗျာခုနှစ်တန်းចောင်းသားလေးကို ဒါပြန်ပေးဆွဲတဲ့အနေနဲ့အဲ့လိုမျိုးခေါ်သွားပြီးတော့ပေါ်လုံးကန်ကနေပြီးခေါ်သွားပြီးတော့ဒါအသက်ခံရတယ်လို့သိရပါတယ်အဲ့တော့အားလုံးပဲဂရုစိုက်ကြပါလို့မှာခြင်းပါတယ်နော်တော်တော်ချင်းနေဆိုးလာပြီပဲမြို့နိုင်ငံသတင်းထူးလေးလာတင်ဆက်ပေးတာပေါ့နော်လက်တော်ဘူကီမလွန်2ရက်3ရက်ပြင်ထားတာပေါ့နော် main khan official အကောက်ကနေပြီးတော့ပေါ့အဲ့လိုမျိုးတင်ထားတာကျွန်တော်ဒုက္ခတွေရောက်နေပါတယ်အခန်းကပေးစရာမရှိဘူးပေါ့ကွယ်ဥပမာဖို့စင်မှာပေတီနည်းနည်းပေတီပေးစုပ်လေးနဲ့ အဲ့လိုဒုက္ခရောက်ကြောင်းတင်ထားတယ်ပေါ့နော်အံဖိုင်လေးတွေဗာနဲ့ဆိုတော့ဟိုဒီ time မှာရှိရလူတွေတော့တခြားမှာရှိရလူတွေတော့သိရမှာလားစစ်ပေးရှောင်လာရတယ်ဆိုတော့တနာကြတယ်ပတ်စံနေကူညီကြတာပေါ့နော်အဲ့ကြောင့်မလို့ပတ်စံနေလွှဲလွှဲပြီးတော့ဘလော့ရဲဘလော့ပြီးတော့အမှနာနာပတ်စံနေလာပြန်ပြန်ချီးရပေါ့နော်ကူညီထားတဲ့လူတွေစီကအဲ့ကြောင့်ကူညီထားတဲ့လူတွေစီကလည်းသူတို့ န်တရားတွေဖြစ်တယ်လိန်သားလားညာသားလားတော့မသိဘူးပေါ့နော်အဲ့လိုမျိုးနောက်ပြီးတော့မနေရလားမသိဘူးပါအောင်ကြောင်ငိမ့်ဆိုတဲ့အကောက်ကကြတော့သူ့အကောက်ကိုအဲ့အတူပုံတဲ့အဲ့ဘာလဲမင်းခန့်ဆိုတဲ့အကောက်ကအတူအတူလောက်ထားပါတယ်ဆိုပြီးတော့ပတ်စံတွေလိုက်လိမ့်နေကြပါဆိုပြီးတော့သတင်းထားတွေ့ပါတယ်ပေါ့နော်သူကအလောက်ကင်ရှိပါတယ်ပေါ့နော်သူအလောက်ကတက်တူးဆိုတဲ့အကြောင်းပေါ့သူကချပြတာပါတယ်ဒါပေမဲ့ဘိုကင်မပြောချင်တာကဒီတယောက်ကသူလိန်သားတာ၄၅ဦးလောက်ရှိနေပြီ သူ့ကိုလည်းသွားတိုင်ထားတယ်ဆိုရင်ကိုကရဲစခန်းထဲမှာចောင်းကြားရမယ်အဲအဲသူတင်ထားတဲ့အကောက်ကဟာတွေ print out လုပ်ကြမယ်ပေါ့နော် print out လုပ်ပြီးတော့ရဲစခန်းပုံနေပါတယ်ကျွန်တော်လိန်အာကျွန်တော်အကောက်ကူးလုပ်ပြီးတော့လိန်စားနေပါတယ်ဆိုတဲ့အကြောင်းပေါ့နော်နောက်ပြီးတော့ကိုကကိုအတန်လေးနဲ့တင်ပေးရမှာပေါ့နော်10မိနစ်လောက်ပေါ်တော့ကျွန်တော်လိန်စားနာမဟုတ်ပါဘူးကျွန်တော်ဟာ copy ယူပြီးတော့လိန်စားနေပါတယ်ဆိုတော့တောင်သူ့ဘက်မှာတင်တင်တယ်လေကျွန်တော်မပုံနေနာမည်ဒီလိုဒီလိုပါကျွန်တော် KB အကောက်ရဲ့နောက်ဆုံးဥပမာ၄လုံးပဲပြည့်ပဲအရှိပါညာတရကာပေါ့ ကေဘေးကောက်ကဒီလိုပါကေဘေးနံမဲဒီလိုပါဆိုတဲ့အကြောင်းပေါ့နော်အပပလစ်မှာချပြောင်းတင်တယ်အခုဟာလိန်ခံနေရလူတဲ့အာဥယေပောင်းမနေတော့ဘူးသူကကြတော့သူ့အကောက်ကိုကိုအသုံးပြုလိန်ရွာဆိုတာစကြောင်းလေးနဲ့ပဲရေးထားတာပေါ့လေဟုတ်တယ်မလားကိုကဟိုကိုအကောက်နဲ့လိန်စားနေဆိုလဲကိုကထပြောရမယ်လေမီဒီယာပေါ်တင်ရမယ်အဲ့ဒါမှလူများသိမှာပေါ့ကိုကဘာမှပြောဒီတိုင်းလေးပဲနေတဲ့ခါကျတော့တခိုးအားပေးတဲ့ပုံစံဖြစ်နေပေါ့နော်ချိုးချိုးရလည်းပြောတယ်ပေါ့နော်အမအလိန်ခံကြည့်ပါစေပေါ့နော်အစင်လေးမြင်တိုင်း ဘာလဲငန်းကြရဲဆိုတော့ငန်းကြရတာမဟုတ်ပါဘူးကိုမြားပြည်သားတွေတနာတက်တယ်လေတနာတက်တယ်လေမစားမတောက်ရခံပေးစရာအခံကပေးစရာမရှိနဲ့လားဘာဆိုလားမသိဆိုတော့ကူညီလိုက်တာပါအဲ့လိုမျိုးတနာတွေကြောက်ပါတောက်လို့မပြောပါနဲ့နော်တနာလို့လူကြီးတွေကူညီရပါအဲ့ဘာလဲအကောင့်နံပါတ်ဟာအောင်ကျော်ညိမ့်ပေါ့နော်အမမန်ရှင်းခေါ်လိုက်မယ်နော်အာညီလေးတို့ဘက်ကလည်းအာကျွန်တော်လိန်သားရမဟုတ်ကြောင်းဗီဒီယိုလေးတင်ပေးပါကို့အတန်ဖိုင်လေးနဲ့နော်ကျွန်တော်မှတ်ပုံနေရဲ့ နာမည်ကဒီလိုပါကျွန်တော် KB နာမည်ဒီလိုပါအခုလိန်ထားတဲ့ KB ရဲ့နာမည်ကသူသူစန်းချန်သူသူစန်းစန်းကြီးပါမိုင်ဖုန်းလုံးတဲ့နော်နံပါတ်က39ခု982649ပေါ့နော်တကယ်လို့ဒီအကောက်အဲငွေတွေပိုင်းလွှဲမယ်ဆိုသတိထားကြပါနော်အဲလိန်နေတဲ့အကောက်ရဲ့ profile ကိုဒီမှာသင်ပြပေးလိုက်မယ်နောက်ပြီးတော့အဲဗာလဲအောင်ကျော်ငိမ်းအာဗာလဲလီယို40လာပါလဲအတယောက်ကိုလည်း mention ခေါ်လိုက်မယ်နော် မေတ္တာရက်ခံပါတယ်အမှကိုအကောက်ကတူးလုတ်ပြီးတော့လိန်စားမယ်ဆိုရင်အမှအတန်ဖိုင်လေးနဲ့တေချာတင့်မေးပါပေါ့နော်ညီလူတို့ဘက်ကတက်တူးထိုးတယ်ဆိုတာ24နိုင်ထိုးတာလည်းမဖြစ်နိုင်ဘူးလေအလောက်က24နိုင်ရှုပ်နေတာလည်းမဖြစ်နိုင်ဘူးနော်အတန်ဖိုင်လေးနဲ့တင့်မေးပါနော်မြားမြားတွေတိရကိုလိန်ချောင်းမလိန်ချောင်းနော်โอเคဒီငါလဲစောစီလုံးမမင်လိတ်ကောင်းနေထွက်တော့မယ်တို့အကြောင်းညပြောပေးနေရတနည်းတနည်းလိန်နဲ့အကောက်ရဲ့ KB နံပါတ်က my phone လုံးเนาะဒီမှာရေးချပေးမယ်ဒါနံပါတ်ကတော့ဗဇက်နံပါတ်ပြောလိုက်မယ် 3969286649ဖြစ်ပါတယ်เนาะတေချာနားထောင်လိုက်เนาะအမတော့じゃလိန်နေမိနေမှာကြောက်လို့ဂျာပြန်အောက်ကြီးလားဘာအောက်ကြီးလားမသိဘူးဒါပဲမော်တဲ့ကဲပိုကေမဆိုရဲဘရာသာတော့အလင်းညာတွေကိုတိုက်ဖြတ်နေပါပြီလို့လိန်နီးအစ်စ်တွေရမယ်လိန်နီးအစ်စ်တွေရမယ်လိန်နီးအစ်စ်တွေကိုမသိဘဲနဲ့က ံလိုက်ရတဲ့လူတွေလည်းရှိနေမယ်။ဒါပေမဲ့ကျွန်တော်ကအခုကျွန်တော်အချိန်မီပေါ့အချိန်မီလားမမီလားမသိဘူး။ကျွန်တော်သိလာတဲ့ဟာကျွန်တော် sharing လုပ်ပေးမယ်။ကြားခန့်နေရဲ့ဘလို့လိန်ကြီးအစ်စ်တွေထက်ရှိလာလဲဆိုတော့ပြောပြပေးမယ်။အခုကကျွန်တော်တို့ line ပေါ်မှာခဲတွေပါချစ်တယ်အဲရွှေတွေပါပေါင်မဲတွေရောင်းနေအဲ့ဒါလည်းလိန်ကြီးတစ်မျိုးပဲ။အဲ့ဒါကြားခန့်နေရဲ့လိန်ကြီးတစ်မျိုးပဲ။နောက်တစ်ခုကကြတော့ဘာလဲဆိုရင်နောက်လိန်ကြီးကကြတော့မတိမတာဟုတ်မလို့နဲ့မဟုတ်ဖဲနဲ့အလိန်ခံလိုက်ရတဲ့လိန်ကြီးကိုကျွန်တော်ပြောပြ။အဲ့ဒါကဘာလဲဆိုတော့အခုကျွန်တော် Telegram တို့ အဲအဓိက Telegram ပေါ့နော်ဒီဟိုကျွန်တော်တို့ Facebook တို့ဘာလို့ကြောင်ညာမှာကြတော့ slot game တွေကြောင်ညာတာအခု Telegram တို့ဘာလို့မှာကြတာဘာလာဘာဝင်လာလဲဆိုတော့ကြောင်ညာတွေမှာ 2D ပေါ့နှလုံးကိုအပိုင်ကွက်ပေးမယ်အပိုင်ကွက်ကိုဝယ်ရမယ်ပေါ့ပြောချင်တာအပိုင်ကွက်ကိုဝယ်ရမယ်ဟုတ်ပြီအေးဝယ်ရမယ်ဆိုတော့သူကအရင်ဆုံးသူ့ကိုကိုကသွားမေးလိုက်တယ်ဒါကျွန်တော်ကိုယ်တိုင်နော်ကျွန်တော်ကိုယ်တိုင်အလင်ခံပြီးတော့ကျွန်တော် sharing လုပ်ပေးတာကျွန်တော်သူ့ကိုသွားမေးလိုလိုချင်းပြပြမယ်အရင်သွားမေးလိုက်တော့ဘယ်လိုဝယ်ရမလဲဟုတ်ပြီဒါပေါက်ကြီးဘယ်လောက်ဝယ်ရမလဲဆိုတော့ အန်းနဲ့ဟို9တောင်းပေါ့ကျွန်တော်တေးချောင်ပဲเนาะ9တောင်းနဲ့တပတ်ကို9တောင်းမနေ့ညဆိုရင်8တောင်းပေးရမယ်ပေါ့ဆိုတော့โอเคဟုတ်ပြီအဲ့ဆိုရင်အဲ့ဒီလက်ခံသေးတယ်ကိုကကိုထိုးမဲ့အနေထားနဲ့သူ့ပေးရမယ့်ပတ်စံနဲ့ပေါ်တွက်ကြည့်ရမယ်လေသူပြောနေတာဟုတ်လားမဟုတ်လားဆိုတော့ဟုတ်ပြီโอเคအဲ့ဆိုရင်ကိုကအဲကျွန်တော်ကြီးစဉ်းစားလိုက်ရတယ်ကျွန်တော်မနေ့ကမေးတဲ့ဥစ္စာကိုဒီနေ့အဲ့လိုမျိုးဒီနေ့လို့မနေ့မှကိုကသူ့ကိုငွေလွှဲငွေငွေလွှဲခံနေအောင်ကျွန်တော်ဇဝေးတော့ပြတော့ကျွန်တော်စကားပြောနေဆောက်ကြဒါပေမဲ့ KB ကောင်းနံပါတ်ကြီးကမိမကြီး ဆိုတော့အဲ့မှာကျွန်တော်တကူမှားနေပြီလို့ခံစားရတယ်ဒါပေမဲ့ထားလိုက်အောင်အဲ့ထိလည်းကျွန်တော်ဟောဖြစ်သေးတယ်ဒါပေမဲ့ကျွန်တော်မလွဲသေးဘူးတေချောင်လို့ကျွန်တော် KB မှားလွဲလိုက်ဘာညာဖြစ်မှာဆိုလို့ KB ရောနာမည်မပါဘူးသူကတွဲပေးရနာမည်ပဲအဲ့တော့ကျွန်တော်ကအဲ့နာမည်လွဲကန်ကြောင်ကျွန်တော်လုံးဝမလွဲဘူးတေချောင်ကျွန်တော်မေးရဒီအကောင့်နာမည်ချိန်သေးလား KB ကဒီနာမည်ချိန်သေးလားဆိုတော့ ်အန်ကျင်းနေတယ်ပေါ့ဆိုတော့အေးဟုတ်ပြီအဲ့ဒါဆိုရင်လွှဲလိုက်တယ်ဆိုတော့သူလွှဲလိုက်ဆိုတော့သူအလင်းလို့နေပြီကျွန်တော်အဲ့ဒီကကျွန်တော်လည်း suspect ဖြစ်တယ်ဒါပေမဲ့တိကျင်တာကျွန်တော်ကလေလူလိမ်မန်းကျွန်တော်တိနေပြီဒါပေမဲ့လိန်ကြီးအမှန်ကိုတိကျင်တဲ့တကြောင်မို့ကျွန်တော်အဲ့ငါးကြောင်လွှဲလိုက်တဲ့ချိန်မှာဘာထက်လာလဲဆိုတော့သူ့ရဲ့လိန်ကြီးအမှန်အတိုင်းပဲအဲဒီပေါ့နော်ထပ်ပြီးတော့ဘာလဲကက်ကြီးပေါ့အဲကက်ကြီးသူ့ပြောကက်ကြီးပေါ့အဲ့ဟိုဒီထုတ်ပေးရဲ့ကက်ကြီးကိုတဲ့နှစ်သိန်းပေးရမယ်ကဲစလာပြီ limit amount စလာပြီ ဲ့တော့အဲ့နှစ်သိန်းကိုကျွန်တော်ကစဉ်းစားကြည့်လိုက်ကျွန်တော်ကသူအစောကြီးကရိုးသားဆိုရင်ညီမလေးဒါကတော့ဘယ်ဟာဘလို့9000ပေးရမယ်ဒါလေးကတော့နောက်နှစ်သိန်းပေးရမယ်ဆိုသူပွင့်လင်းလင်းပြောလို့ရတယ်ဟုတ်တယ်ဟုတ်ဆိုတော့သူကအရင်ဆုံးကျွန်တော်တို့ငွေကြွအောင်အရင်လုပ်လိုက်တာငွေကြွကကျွန်တော်ကိုယ်ပစံဟောင်းဟောင်း9000တော့ပါသွားတယ်မထူးတော့နှစ်သိန်းလောက်ရင်အပိုင်ခွင့်ရမှာပဲဆိုပြီးတော့သူသူကိုကိုတချို့ကတော့တိတ်အရင်မစဉ်းစားလို့ဆိုရင်အဲမရှိမရှိဟာငါ all လိုက်မယ်ဒါဒါရရင်ငါရပြီဆိုမထင်နဲ့ဗျာเนาะအဲ့ဒီနှစ်သိန်းလွှဲပြီးနောက်ပါဆက်ဖြစ်မလဲတိလား နောက်တစ်ပိုင်းမှာကျွန်တော်ဆက်ပြီးတော့ပြောပြမယ်။ Okay အဲ့တော့ကျွန်တော်ဆက်ပြောပြမယ်ပတ်စံနှစ်သိန်းတောင်းတော့ဘာဆက်ဖြစ်လဲဆိုတော့ကျွန်တော်မလွှဲတော့ဘူးလေပြီးတော့ကျွန်တော်ကသူလိန်တယ်ဆိုတော့ကျွန်တော်သိရယ်လိန်နေမှန်းသိရောကျွန်တော်တော့မလွှဲတော့ဘူးအဲ့နဲ့သူနဲ့ကျွန်တော်နဲ့ခြေရင်နေဖြစ်တယ်ကျွန်တော်လည်းကျွန်တော်သူလိန်မှန်းသိရောအခုကကြားပြန်နေလားလို့ကိုရောလိန်နေရမယုံတော့လို့လိန်အဲ့လိုမျိုးဘာညာပြောတော့သူကအားတဲ့သူလိန်မဟုတ်ဘောကွာသူ့ကိုမွေလွှဲလို့ရှိရပေါ့မယုံမှာကြည့်ဆိုပြရတယ် ိုက်ပြတဲ့အထဲမှာပါထပ်ပြီးတော့သူလိန်ထားတာဘလို့လိန်ထားလဲဆိုအဲ့ကောင်လေးတကောင်ဆိုရင်သူ့အဲ့ကလေးကသူ့ကိုပတ်စံလေး2000လောက်လွှဲဝိုင်းတာ2000လွှဲဝိုင်းတော့ထပ်ပြီးဘလို့ထပ်တောင်းနေမှလဲခဲချစ်ကြီးရဲ့ခဲချစ်ကြီးထပ်ပြီးတော့လွှဲပြရမယ်ပေါ့နော်ဆိုအဲ့ခဲချစ်ကြီးကဘလောက်လဲတော့ကျွန်တော်ထင်အောင်မောက်ခဲချစ်ကြီး3000လောက်တောင်းနေမယ်ဒီလားဟုတ်ပါစား2000กว่าတော့จုံไว้ဆိုရင်3000တော့ထပ်ပြီးတော့တောင်းมาပဲတည်ရမတောင်းပေးရအောင်ပါတော့2000กว่าจုံไว้ဆိုတော့လေ လိုမျိုးလုပ်တာနော်ဟိုလိန်ကြီးတွေကတကယ်ဟိုကြောက်စရာကြီးတည်လာဆိုပါမန်းမတီဆုံးဆုံးမြုပ်ပါအောင်လိန်တာပြီးတော့လူလိန်ဆိုတာလေတနာညာတာချင်းမရှိဘူးကိုချင်းစာတရားမရှိဘူးအဲ့လိုလူမျိုးတွေမှုလို့လိန်ရတာအဲ့အကြောင်းမို့လို့ကျွန်တော်တို့အလိန်မခန်းဖို့အရေးကြီးဟိုကျွန်တော်ကျွန်တော်တကယ်ကိုရစ်ကြုံတာကျွန်တော်ပြောပြတာနော်ကျွန်တော်ဘောရဇာကျွန်တော်ကအခုဒါကန်ကောင်းတာကျွန်တော်ပတ်စံ5000ကိုကလည်းအဆုံးလဲခံနိုင်တယ်အရှုံးလဲခံနိုင်တယ်ဘာမှမဖြစ်ဘူးဒီပတ်စံက ကျင်လို့ဒီလူလိန်နေဘလို့လိန်နေလဲဆိုတာကိုကျွန်တော်ကပြောရရင်ပြန်ပြီး data sharing လုပ်ချင်လို့ဒါလင်းကျွန်တော်လက်တက်ဆန်းပြီးတော့ကျွန်တော်သွားပြီးအတက်ဆန်းပြီးတော့တို့ကိုဆန်းတက်ကြည့်လိုက်တာထင်းတဲ့အတိုင်းပဲလိန်တာရဲ့ဒီလိုပုံစံဖြစ်နေတချို့မသိရတဲ့လူတွေတို့ကိုလွှဲထားတော်တော်ကျွန်မျိုးအားလောက်ကြာပြီး ဟိုကျွန်တော်တည်းရဲ့တချို့လူတွေထဲမှာဆိုရင်လည်းဟိုတော်တော်ပါသွားတွေလည်းရှိရဲ့အဲ့ဒါကြောင့်မို့လို့မလုပ်ကြပါနဲ့အလွယ်လမ်းမလိုက်ပါနဲ့ကိုယ့်အကူကိုပုံမှန်ထိုးနေကြတိုင်းကိုယ့်အကူကိုဟိုအေးအေးဆေးဆေးလေးပဲလောဘမတက်ပဲထိုးစရာရှိရထိုးပါဟိုကိုယ့်အကူကိုလောဘတလို့ဂိမ်းလုံးထိုးအောင်ကျွန်တော်ပြောတာကွာကိုယ့်ပစံကိုရှိတဲ့လောက်လေးပါသွားမယ်သူတို့ကတော့သူတို့တောင်းတဲ့အမောင်းเนี่ยကိုယ့်စီမှာအလကားနေပင်းပင်းနဲ့မြုံ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 ပြီးသူတို့ကအလကားအချောင်ယူသွားတာကိုယ့်အကူရှောက်ဆန်းဆန်းမန်းရန်ထိုးနေတဲ့ကဏ္ဍမှာပေါက်ပေါက်အောင်သူတို့စီမှာကျတော့ပေါက်ပေါက်အောင်အရင်ထားသူတို့အရင်ပြလိုက်ရ အဲ့ကြောင့်အဲ့လိုမဖြစ်အောင်လို့အလိန်ခံချင်းကင်းဝဲအောင်လို့ကျွန်တော်ကအခုလိုမျိုး sharing လုပ်ပေးရခြင်းဖြစ်ပါတယ်အလိန်မခံကြပါစေနဲ့ Facebook မှာတွေ့တဲ့ရွှေခဲအဲ့ရွှေမဲတွေပေါ့နော်မဲတွေခက်ချစ်တာတို့ကြောက်စိမ်းအောင်ကြောက်စိမ်းဝယ်ပြီးကြောက်စိမ်းဖြတ်တာတို့အဲ့ဒါရယ်လိန်ကြီးတွေပါပဲလိန်နေရပါပဲအလိန်မခံပါစေနဲ့ နောက်ပြီးတချို့ကြောင့်အလိန်လေးသေးသေးလေးပေါ့နော်ဟို online shopping လေးပေါ့ပတ်စံငွေကြိုလွှဲရမယ်ဘာညာရန်ကုန်ကတော့မရဘူးနော်ရန်ကုန်ကတော့မရဘူးငွေကြိုလွှဲရမယ်ဘာညာရှိသေးရဲ့အဲ့လိုမျိုးတွေလည်းရှိရဲ့အလိန်တွေကအမျိုးစုံပဲပေါ့နော်အဲ့တော့တေချာစဉ်းစားပြီးမှပဲငွေလွှဲကြပါလုပ်ကြပါလို့ကျွန်တော်အကြံပေးချင်ပါတယ်ပတ်စံခုခင်မှာလေဟိုပတ်စံတထောင်နဲ့တထောင်ပေါ့တသိန်းနဲ့တသိန်းတန်ဖို့အရန်ရှိပါတယ်ဘာလို့ဆိုချွေးနဲ့သာပြီးရှားဖို့ရခက်ခဲခင်မို့လို့ကိုချင်းစာလို့ကျွန်တော်အခုလိုမျိုးမျှဝေပြပြနေဖြစ်ပါတယ်ကိုရီးအမှန်ပါ ဟုတ်ကဲ့ပါတတိယနဲ့ဒီလိုစိတ်ဝင်စားစရာအကြောင်းအရာလေးတွေကိုနေ့စဉ်ပုံမှန်တက်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe နဲ့ကြားလာပါမယ်ဒီ video နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတွေကိုထင်မြင်ဆွဲချက်တွေတွေကိုလည်းအောက်ကမှာမှာရေးပေးတော့ခဲ့ပါဦးခင်ဗျာ